ကိုလူတို့ကြောင်ညာကြည်ယုံနဲ့ပတ်စံရမယ်ပေးပယ်ဘိုင်းနေနဲ့05 05ကနီးပတ်စံစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းပတ်စံထုတ်ယူထားတဲ့အကြောင်းအရာလေးကိုကျွန်တော်ရဲ့ Telegram Channel လေးထဲမှာပြောပြပေးခဲ့ပူပါတယ်ဒီ APP နဲ့အတူကျွန်တော်တို့ပေးပယ်ဘိုင်းနေနဲ့ထူလူဒေါ်လာနဲ့စတဲ့ထုတ်ယူလို့ရမယ်ဆိုတဲ့ APP လေးအကြောင်းအရာကိုပါကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအသေးစိတ်လိုက်ပါကြည့်စုသွားမယ်ဆိုရင်ကြောင်ညာကြည်ယုံနဲ့ပတ်စံဘလို့ဆောက်ပွေလို့ရမလဲဆိုတာ ေးကိုအသေးစိတ်သိစနာလဲမှာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့အဆုတ်တိလိုက်ပါကြည့်စုသွားလဲရအောင်ပေါ့နော် โอเคကျွန်တော်ကြောင်ညာကြည့်ပြီးတော့ပတ်ဆက်ရတဲ့ဆိုတဲ့ app လေးအကြောင်းအရာကိုမပြောပြခင်မှာဘိုင်းနေပေးပယ်နဲ့ဒလူဒေါ်လာနဲ့စတဲ့ထူထူရမယ်ဆိုတဲ့ app လေးအသေးတစ်ခုကိုပြောပြပေးမှာဖြစ်ပါတယ်လောဝတရားရခိုင်တော့ပေးတယ် app လေးတစ်ခုပဲဖြစ်ပါတယ်ပေါ့နော်ဒီ app လေးကိုရယူမယ်ဆိုရင်ကိုလူတို့ကကျွန်တော်ပေးထားတဲ့ link ကနေတစ်ချေဝေလိုက်ပြီးဆိုရင်ဒီ play store ကိုရောက်စီလာမှာဖြစ်ပါတယ်ရောက်လာပြီးဆိုရင်ဒီ app လေးကိုကျွန်တော်တို့က install လုပ်ပေးလိုက်ပါ install လုပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ဒီ post စကွေလေးတက်ကိုရောက်စီလာမှာဖြစ်ပါတယ်ဒီနေရာလေးမှာတခုတတိသားရမှာကတော့လေဝေါ VPA မခံပါနဲ့ VPA ခံမှဆိုရင် deactivation ကနေဂိတ်လေးတွေကျွန်တော်တို့ကစားလို့ရမှာမဟုတ်ပါဘူးဟုတ်ပြီ deactivation ကိုကျွန်တော်တို့တချေဝေလိုက်မှာဆိုရင်ဒီနေရာလေးကိုမရောက်လာခင်မှာကိုလူတို့ကဒီခေါ်ခဲ့အကောင့်တစ်ခုနဲ့အကောင့်အရေးပြုလုပ်ပေးလိုက်ပါအကောင့်ပြုလုပ်ပေးလိုက်ပြီးဆိုရင်ဒီနေရာလေးကိုရောက်လာမှာဖြစ်ပါတယ်ပလီအန်ဆိုရင်နေရာလေးကိုတချေနှိပ်ပါနှိပ်ပြီးလိုက်ပြီးဆိုရင်ဒီ ူပေးထားတဲ့ APP လေးတွေကိုဒေါင်းလုဒ်ဆွဲပြီးတော့ကွိုင်လေးတွေအလွယ်တကူစောက်ဖွေလို့ရမှာဖြစ်ပါတယ်ဒီအောက်မှာဆိုရဲတူပေးထားတဲ့ဒီ attach တွေပေါ့နော်အများကြီးစီပါတည်တဲ့ကျွန်တော်တို့အလွယ်တကူကွိုင်လေးတွေစောက်ဖွေလို့ရမှာဖြစ်ပါတယ်ဒီအောက်မှာဆိုရဲကျွန်တော်တို့က invite play လုပ်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီအောက်မှာဆိုရဲကျွန်တော်တို့ရရှိလာတဲ့ကွိုင်တွေကိုပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ်ပတ်စံထုတ်မဲ့ဆိုရဲ PayPal လေးကိုတစ်ချိန်ထောက်ပါ PayPal နဲ့ပတ်စံထုတ်မဲ့ဆိုရဲကွိုင်2000ကျွန်တော်တို့လိုမှာဖြစ်ပါတယ်2000ကျွန်တော်တို့ပြီးပြီဆိုရင်2000ဒေါ်လာစတဲ့ထုတ်ယူလို့ရ မှာဖြစ်ပါတယ်ဒီလိုထောက်ဖို့ဆိုရင်ဒီကောင်လေးကိုတက်ချစ်ထားလိုက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ paper ဖိလာတဲ့ gmail လေးကိုထည့်ပြီးတော့အလွယ်တကူပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုကဆွေဘိုင်းလေးနဲ့ပတ်စံထုတ်မဲ့ဆွေဘိုင်းလေးကိုတက်ချစ်ထားလိုက်ပေါ့ဒီကောင်နဲ့တောက်ခွန်းနဲ့တောက်လိုမှာဖြစ်ပြီးတော့ထလီဒေါ်လာနဲ့စတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်။ဘိုင်းနေနဲ့ပတ်ဆက်ထုတ်မဲ့ဆိုရင်ကျွန်တော်တို့ဘိုင်းနဲ့ဖိတ်ခဲ့တဲ့အီးမေးလ်လေးကိုထည့်ပြီးတော့အလွယ်တကူပတ်ဆက်ထုတ်ယူလို့ရမှာဖြစ်ပါတယ်။ ဟုတ်ပြီဒီ APPLE အကြောင်းအရာအသေးစိတ်ကိုကျွန်တော်မပြောပြနေတော့ဘူးပေါ့နော်နောက်ထပ် APPLE တစ်ခုကဆိုရဲကျွန်တော်တို့ဒီကြော်ညာကြည့်ပြီးတော့ပတ်ဆက်ရတယ်ဆိုတဲ့ APPLE အကြောင်းအရာကိုတွားလိုက်ရအောင်ပေါ့နော်ကြော်ညာကြည့်ပြီးပတ်ဆက်ရတယ်ဆိုတဲ့ APPLE ကဆိုရဲကျွန်တော်တို့ဒီကောက်လေးပဲဖြစ်ပါတယ် ဟုတ်ပြီဒီမှာဆိုရင်ပေါ်တော့ဒီကားလေးပဲဖြစ်ပါတယ်ဒီ app လေးကိုရယူမယ်ဆိုရင်ကိုလူတို့ကဒီ play store တက်ကိုဝယ်ပြီးတော့အလွယ်တကူ play store တက်မှာ surfing လို့ရမှာဖြစ်ပါတယ်ဒီ play store တက်ကိုရောက်စီသွားပြီးဆိုရင်ကျွန်တော်တို့ကဒီလိုကျွန်တော်စာပြထားလို့မျိုးပေါ်တော့ရိုက်စာပြလိုက်ပါ r a v a ကျွန်တော်တို့ d o ပေါ်တော့ ဒီလိုရိုက်စားပေးလိုက်ပါရိုက်စားပေးလိုက်ပြီဆိုရင်ဒီ app လေးထဲကိုတက်ချေဝယ်ပြီးတော့ဒီ app လေးကိုကျွန်တော်တို့အလွယ်တကူ install လုပ်လို့ရမှာဖြစ်ပါတယ်လုပ်လို့ install လုပ်လိုက်ပြီဆိုရင်ဒီ app လေးရလာမှာဖြစ်ပါတယ်ရလာပြီဆိုရင်ဒီ app လေးကိုကျွန်တော်တို့စတဲ့အသုံးပြုမဲ့ဆိုရင်ဝယ်ဝယ်ချင်းမှာပဲကျွန်တော်တို့ဒီ name လေးကိုထည့်ပေးရမှာဖြစ်ပါတယ် name ထည့်ပေးပြီးဆိုရင်ဒီအောင်တို့ကဒီနေရာလေးကိုရလာမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့က PayPal နဲ့05 05ကနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပြီးတော့ Binance နဲ့ပတ်စံထုတ်မဲ့ဆိုရင်လည်းပဲ05 05ကနေစတဲ့ထုတ်ယူလို့ရမှာ ှာဖြစ်ပါတယ်အရက်ကိုလွဲကူတယ်ပေါ့နော်ကျွန်တော်တို့ကြော်ညာလေးတွေကြည့်ပြီးတော့ပတ်စပ်လွဲတကူဆော့ဖ်ဝဲလို့ရမှာဖြစ်ပါတယ်ဒီနေရာလေးမှာကြော်ညာလေးမကြည့်ခင်မှာကိုလူတို့ကဒီဖုတ်ထက်မှာစီတဲ့ VPN လေးတကူကိုခံထားဖို့တော့လိုပါတယ်ဒီလိုပေါ့နော်ကျွန်တော်တို့ဒီချက်ချက် VPN လေးကိုအသုံးပြုပေးဖို့ကျွန်တော်အကြံပေးခြင်းပါလိမ့်။ဟုတ်ပြီဒီလို VPN လေးကိုကျွန်တော်တို့ connect လုပ်ပေးလိုက်ပြီးဆိုရင်ဒီနေရာလေးမှာကြော်ညာလေးတွေ အကျဉ်းရလေးတွေစတဲ့ပြီးတော့ကျွန်တော်တို့ကကြည့်လို့ရမှာဖြစ်ပါတယ်ဒီစတန်ဝမ်းဆွယ်နေရာလေးကိုကျွန်တော်တို့တက်ချင်းနှိမ့်လိုက်မယ်ဆိုရင်ဒီနေရာလေးမှာခဏလေးစောက်ပေးလိုက်ရုံနဲ့ဒီစတန်သူကပေါ်လာပြီးတော့ပေါ့နော်ကျွန်တော်တို့ကကြွားရင်အလွယ်တကူစောက်ဖေးလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ဆိုး AD ဆိုရဲနေရာလေးပေါ့နော်ဒီမှာကတော့ကျွန်တော်ကလိုက်ကြောင်းနေတာမဟုတ်လို့ဒီနေရာလေးမှာကြုံညာကြည့်ရတာအဆင်မပြေဘူးပေါ့နော်လိုက်ကောင်းတဲ့ဆိုရင်ကျွန်တော်တို့ကစတန်ဝမ်းဆွယ်နေရာလေးကိုနှိမ့်ပြီးတော့ဒီစတန်သူဆိုရဲနေရာလေးကပေါ်လာမှာဖြစ်ပါတယ်ပေါ်လာပြီးဆိုရင်ဒီအောက်ကကျွန်တော်တို့ရရှိလာမယ့်ကြွားပမာဏလေးကို ပြပေးထားမှာဖြစ်ပါတယ်ဒီလိုပြပေးထားပြီးဆွေကြောင်ညာတပုတ်ကြီးလက်ယုံနဲ့ကျွန်တော်တို့ကကွယ်လေးတွေရရှိလာမှာဖြစ်ပါတယ်ဒီမှာဆိုရင်ပေါ်တော့ကိုလူတို့မြည်တဲ့အတိုင်းပဲကျွန်တော်ကစတတ်1ကိုနှိမ့်လိုက်တဲ့အခါမှာဆိုရင်ဒီစတတ်2ကပေါ်လာမှာဖြစ်ပါတယ်ဒီလိုပေါ်လာပြီဆိုရင် ဒီအောက်ကကျွန်တော်တို့ရရှိလာမဲ့ကွိုက်ပမာဏလေးကိုပြပေးထားမှာဖြစ်ပါတယ်ဒီဆိုအေဒီဆိုရဲ့နေရာလေးကိုနှိမ့်လိုက်မဲ့ဆိုရဲကျွန်တော်တို့ကကြုံညာတပုတ်ကြည့်ပြီးတော့ကွိုက်အလွယ်တကူစောက်ဖွေလို့ရမှာဖြစ်ပါတယ်ဒီကောက်လေးကလုံးတက်မလို့ကျွန်တော်ထင်မိတဲ့ပုံတော့ဒါကြောင့်မလို့ကျွန်တော်ကြုံညာလေးတွေကိုကြည့်ပြမနေတော့ပါဘူးဒီအောက်မှာဆိုရဲလည်းပဲတည်တိုက်ပါပဲပုံတော့ကျွန်တော်တို့ဒီစတာဝမ်းကိုနှိမ့်လိုက်တဲ့အခါမှာဒီမှာကျွန်တော်တို့ဒီအဝိုင်းကလဲနေမှာဖြစ်ပါတယ်ဒီအဝိုင်းလဲလို့ပြီးသွားတဲ့အခါမှာဆိုရဲကျွန်တော်တို့ကစတာတူပေါ်လာမှာဖြစ်ပါတယ်ပေါ်လာပြီးဆိုရဲဒီအောက်မှာကျွန်တော်တို့ရရှိလာမဲ့ကွိုက်ပမာဏလေးတွေကိုပြပေးထားမှာ ဖြစ်ပါတယ်။ Okay ဒီလိုကျွန်တော်တို့ရရှိလာတဲ့ကြိုက်လေးတွေကိုဒီအပေါ်မှာသူကသွားပေါက်ပေးမှဖြစ်ပါတယ်ပေါ့နော်။ အပေါ်မှာဆိုကျွန်တော်တို့ရရှိလာမယ့် quantity ပမာဏလေးပဲဖြစ်ပါတယ်ဒီအောက်မှာဆိုကျွန်တော်တို့ရရှိလာမယ့်ဒေါ်လာပမာဏလေးပဲဖြစ်ပါတယ် okay ဒီမှာဆိုကျွန်တော်တို့ပတ်စံထုတ်ယူလို့ရမယ့် wallet တွေအများကြီးငွေသွေးရမှာဖြစ်ပါတယ် paypal နဲ့ပတ်စံထုတ်ယူလို့ရမယ် binance နဲ့ပတ်စံထုတ်ယူလို့ရမယ် quantity bay နဲ့ပတ်စံထုတ်ယူလို့ရမယ် usdt wallet နဲ့ပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ်အရင်ကလွယ်ကူပါတယ်ပေါ့နော်ဒီလိုပတ်စံထုတ်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာဒီနေရာလေးကိုနှိမ့်လိုက်မယ်ဆိုရင်အလွယ်တကူကြည့်လို့ရမှာဖြစ်ပါတယ်ဒီမှာဆိုကျွန်တော်တို့ binance နဲ့ပတ်စံထုတ်မယ်ဆိုရင် binance id လေးကိုထည့်ပေးရမှာဖြစ်ပါ ါတယ်ပေါ့နော်ဒီမှာဆွဲကျွန်တော်ပေးပယ်နဲ့ပတ်ဆက်ထုတ်မဲ့ဆွဲပေးပယ် email လေးကိုထည့်ပေးရမှာဖြစ်ပါတယ်။ဒါကျွန်တော်ကိုယ်တိုင်လည်းပတ်ဆက်ထုတ်ထားတဲ့ပမာဏလေးကိုဒီမှာတစ်ချက်ပြမယ်ပေါ့နော် ဒီတက်ကိုတစ်ချေဝေလိုက်တဲ့ခါမှာဆိုဒီမှာကျွန်တော်တို့အကျွန်တော်ထုတ်ယူထားတဲ့ပမာဏလေးပဲဖြစ်ပါတယ်ဘိုင်းနေနဲ့ပတ်စာထုတ်ထားတာပေါ့နော်ကျွန်တော်ထုတ်ယူထားကလေးရဆိုဒီမှာ0505 USD ကျွန်တော်ထုတ်ယူထားတာလေးပေါ့နော်ကျွန်တော်ရက်အကောင့်လေးတက်ကိုဝေလာတဲ့ပမာဏကဆိုရဒီမှာ0508 USD ဒီပဲဖြစ်ပါလေဒီအားမှာဆိုရလည်းပဲဒီ APP နေကိုလူတို့ညှိတွေးရမှာဖြစ်ပါတယ်အမ် RFADO ပေါ်တော့ဒီ AV နဲ့လေးကိုကိုလူတို့မြေတွေ့ရမှာဖြစ်ပါလိမ့်။လောဝတရားရခိုင်နှုတ်ပေးကြောက်ပါလိမ့်။ဟုတ်ပြီနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ဒီလိုတရားရခိုင်နှုတ်ပေးတဲ့ AVP တွေနဲ့တူပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။